အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့ညနေမှာဒါကျွန်တော်တို့ discussion ပေါ့နော် transfer news movement discussion topic လေးခင်ဗျာနဲ့ကျွန်တော်ဒါအဓိကဒါကျွန်တော်တို့ဆွေးနွေးကြည့်တယ်လက်ရှိမှာဒါကျွန်တော်မနိကပေါ့နော်ဒါ telegraph ကရေးသားထားခဲ့တယ်မနိကမဟုတ်တနိကပေါ့နော်ကျွန်တော်ဒါအဲ united အသင်းဒါ europa league လေးဒါကျွန်တော်ရှုံးသွားပြီးတော့ဒါ telegraph ကနေပြီးတော့ ဒါကျွန်တော် fluff piece တစ်ခုရေးခဲ့ပြီးတော့ဒါကျွန်တော်နောက်နေ့မနက်မှာတို့အနေနဲ့ဒါကို reinforce ပြန်လုပ်ပြီးဒါတိတိကျကျပြန်ရေးခဲ့တဲ့ article တစ်ခုရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေရာမှာ comment အခုနောက်ပိုင်းဒါ comment comment နေထဲမှာလေဒါ United Predator တော်လို့ active ဖြစ်တယ်ကျွန်တော် United Predator ကျွန်တော် major နာပေါ့နော်အဲ့တော့ United အသင်းနေနဲ့အခုလက်ရှိ La Mine Nuya ဒီမှာ ဘယ်ကစားသမားကမှ untouchable မဖြစ်ဘူးအနှဲငယ်ကလွင်ဒီစကားတွေကျွန်တော်ခုလက်ရှိမှာတကယ်ကြားလာတာကြားအခုလက်ရှိမှာဒါကျွန်တော် United အသင်းကဒါဘယ်ကစားသမားမှ untouchable မရှိဘူးတကယ်နဲ့ဒါခုနပြော United အသင်းနေတကယ်ကိုလာမင့်နွေရာဒီမှာ Ruben Amorim ကိုအသင်းမှာဆက်ထားမယ်ဆိုရင်တော့ Ruben Amorim ကဒါကျွန်တော်အသင်းလိုက်ပြောင်းရွှေ့ဖို့အတွက်ဒါကျွန်တော်အကုန်လုံးကို request ဆွထားတယ် Ineos အနေနဲ့အခုလက်ရှိမှာဒီအသင်းတွေကိုရောင်းဒီကစားသမားတွေကိုရောင်းချဖို့အတွက်ကောတကယ်မှာလုပ်ဖို့အတွက်ကောတကယ်ကိုလုပ်ပေးပါမယ်အဲ့တော့ကျွန်တော်မနေ့ကပြောခဲ့လို့ပဲပေါ့နော် Manchester United အသင်းကမနေ့ ိကတော့ကျွန်တော်တို့ rush ဟိုကျွန်တော်တို့အနိုင်သူတို့ရဲ့ dressing room ကတော့တပြားဟောင်းနေပြီးပဲတချို့ထွက်ခဲ့တယ် United အသင်းနဲ့ခုလက်ရှိမှာ culture ကြီးပဲပြောင်းမယ်ကစားသမားတွေလည်းပြောင်းမှုအများကြီးလိုလာပြီလက်ရှိမှာ United အသင်းနဲ့ခုနပြောဆိုတဲ့တကယ်တမ်းထိမရတဲ့ကစားသမားတွေလက်တဆုပ်စာရှိမယ်ဒီထိမရတဲ့ကစားသမားအပြင်ကိုကျန်တဲ့ကစားသမားတွေတကယ် United အသင်းလဲလေလုံနိုင်လားဆိုတဲ့မေးခွန်းပြောမယ်အဲ့တော့ United အသင်းနဲ့ခုနပြောဆိုကျွန်တော် rebate ကိုဒါကျွန်တော်တုံတန်မှုပဲနဲ့တကယ်ကို hard rebate တခုလုပ်ဖို့လိုလာပြီတကယ်ကိုဒါကျွန်တော်လုံးဝကိုကြီးမားလွန်းတဲ့ပြင်ဆင်မှုတခုကို United အသင်းဒီနှစ်အတွင်းမှာဒီဒါခုနပြောဆိုဒီနှစ်မှာလုပ်ဖို့လိုလာပြီ hard rebate ပေါ့နော်ဒါလုံးဝကိုကြမ်းတမ်းတဲ့ငါတို့အသင်းက ကဒါကိုလုံမရမယ်ဆိုတဲ့ rebate တစ်ခုပုံစံမျိုးကို United အသင်းကလုတ်ဖို့ဒီကြားထဲမှာလူလာပြီလို့ကျွန်တော်အနေနဲ့မြင်နေ။ဒါပေမဲ့ဒီ Athletic Telegraph ရဲ့ topic ကိုလည်းနေပြောအောင်။ United အသင်းမှာအခုလက်ရှိမှာလာမယ့်ညရာဒီမှာ United အသင်းနေတဲ့ဒီလက်ရှိကစားသမားတွေက ရှိသမျှကစားသမားအကုန်လုံးနီးနီးကိုအကုန်လုံးနီးနီးပေါ့နော်ဒါကျွန်တော်ဒါမဲ့ဟိုရှာရှောင်းတဲ့ကစားသမားတွေရှိမှာဒါဒီညမပြောဘူးလေအဲ့တော့အကုန်လုံးနီးနီးကိုလာမဲ့နေရာဒီမှာ United အသင်းနေနဲ့တကယ်ကိုကောင်းမွန်တဲ့ကမ်းလှမ်းမှုတွေသာရှိမယ်ဆိုရင်တော့နားထောင်သွားမယ်ဆိုတဲ့ article fluffy စကူကို telegraph ကရေးလာပေါ့ကျွန်တော် fluffy ဆိုတော့ဒါခုနကပြောလို့ပဲနည်းနည်းလေး exaggerate လုပ်တယ် fluffy ဆိုတော့ဒါကျွန်တော်တို့ခုနကပြောလို့ပဲလေဖောထားတဲ့ကျွန်တော်တို့ဒါအရာတစ်ခု fluffy လို့ခေါ်တယ်အဲ့တော့ exaggerate လုပ်ထားတာပေါ့နည်းနည်းလေးဒါကျွန်တော်တို့နည်းနည်းအပူပြောထားတဲ့ article တစ်ခုပေါ့အဲ့တော့ဒါမဲ့ဒီညမှာ article တစ်ခုပဲမြင်မယ်ဒီညမှာကျွန်တော် United ိသက်တွေကိုမေးချင်တာလက်ရှိကစားသမားလူချင်းတွေမှာဘယ်ကစားသမားလောက်ကလွင်ဘယ်အသင်းကစားသမားကိုအသင်းမှာဆတ်ထားတဲ့လဲဆိုတော့မေးအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒါ starting 11ပြောအခုလက်ရှိမှာဒါပုံမှန်လေးကမေဆန်မောင်း ပြဿနာကမေဆန်မောင်းရဲ့လက်ရှိပြဿနာကသူကဒံယာကိုမကြခဏရဒံယာကပြန်လဲတသပြီးရင်တပွဲနှစ်ပွဲကောင်းတယ်ပြီးရင်လုံးဝပြန်ပြောက်သွားတယ်အဲ့တော့မေဆန်မောင်းလူကစားသမားမျိုးကိုလက်ရှိ United အသင်းနဲ့ဆက်ထားတယ်လားလက်ရှိလာမယ့်နေရာဒီမှာမေဆန်မောင်းကိုလူချင်းတဲ့ club ကလည်းအရန်အသင်းရှိထားတယ်မေဆန်မောင်းကိုလက်ရှိမှာ West Ham United အသင်းနဲ့လာမယ့်နေရာဒီမှာစိတ်ဝင်စားတယ်ပေါင်35သန်းနဲ့30ကြားတယ်ရမယ်ဆိုရင်မေဆန်မောင်းကိုလာမယ့်နေရာဒီမှာ United အသင်းစီကနေပြီးတော့ West Ham United ကလာမယ့်နေရာဒီမှာခေါ်ချင်တယ်အဲ့တော့ United ပြည်သက်နေတဲ့ဒီနေရာမှာကျွန်တော်ပထမဆုံးစမေးတာက 30 35ပတ်ချာလဲဝိညာဉ်ကျိုးဆိုရင်ဒါမေဆာမောင်းကိုရောင်းသွားမလားဆိုတဲ့မေးခွန်းကျွန်တော်စပေးရမယ်အဲ့တော့ မစ္စတာမောင်းနေမို့အခုလက်ရှိမှာဒါကျွန်တော်ခုနကပွဲထွက်လာတဲ့ level white land white land ကိုလည်းကျွန်တော်ပြောပြလို့ white land ကိုလည်းလက်ရှိမှာ manchester united အသင်းကလာမယ့်ညရာဒီမှာတရဝင်ဒါအယောင်စီးရစ်တင်မယ် euro 35သန်းနဲ့30ကြားတဲ့ရမယ်ဆိုဒီကစားသမားကိုရောင်းသွားမယ်လက်ရှိမှာ napoli ဒါကျွန်တော်တို့ inter out atlanta ဒီကစားအသင်းနဲ့အသင်းကလာမယ့်ညရာဒီမှာဒီကစားသမားကိုအကုန်လို့ဒါ why me စိတ်ဝင်စားနေပေါ့နော်အဲ့တော့ဒီကစားသမားတွေကခုနကသူတို့ဘက်ကယူဆရ mac tomney လို့ပဲအထူးသဖြင့်ဒါကျွန်တော်တို့ နပိုလီရောဒါအတ္လန်တာကိုယူဆတယ်ယူနိုက်တက်ရဲ့လက်ရှိပြဿနာကအသင်းကိုယ်တိုင်ကပြဿနာဖြစ်တော့ဒီကစားသမားကသူတို့ယူနိုက်တက်အသင်းကထွက်ခွာသွားခဲ့မယ်ဆိုရင်တော့ဒီကစားသမားကပိုကောင်းလာနိုင်တဲ့နေသားရှိအတ္လန်တာကလည်းခုနကတစ်ချိန်ကသူတို့ရဲ့အသင်းမှာ potential ရှိတဲ့ကစားသမားဖြစ်တော့ဒီကစားသမားကိုသူတို့ပြန်ခေါ်မယ်ပြန်ခေါ်ပြန်သွေးမယ်ပေါ့နော်နပိုလီဘက်ကလည်းခုနကပြောတဲ့မက်ဒိုမနီနဲ့လည်းသူတို့အလုပ်ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်လက်ရှိမှာအမ်သူတို့အနေနဲ့အာဘလူး white line ကို30 35ဆိုသူတို့ဘက်က fair ဖြစ်တယ် လာမက်ဒိုမနီလို့ပြန်ပြီးတော့ခေါ်ခြင်းတယ်ပေါ့အဲ့တော့ယူနိုက်တက်ကတော့ရှင်းတယ်နှမျောနေမှာမဟုတ်ဝိုင်လန်းကိုလာမယ့်နေရာဒီမှာရောင်းချသွားဖို့တော့သူတို့နေစီစဉ်နေတယ်ဒါပေမဲ့ဒီတိုက်စစ်မွေးတဲ့မှာလက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းကရောင်းမယ်လို့အသံမထွက်ပေမဲ့ဇစ်ဂီကိုလည်းဒါကျွန်တော် Serie A နဲ့ဒါကျွန်တော် La Liga ကတချို့ club တွေအနေနဲ့စိတ်ဝင်စားနေဆိုတော့ Kola Halasen ထွက်နေတယ်ဇစ်ဂီကိုတော့လက်ရှိမှာယူနိုက်တက်အသင်းကရှာရှာပါပါဒီနှစ်မှာမရောင်းမယ့်ကစားသမားရဲ့တယောက်လို့သတ်မှတ်ထားတယ်မှာပါတယ်ရူဘင်အာမိုရင်းကိုရန်ကလည်းဇစ်ဂီကိုလက်ရှိမှာ untouchable ကစားသမားရဲ့တယောက်လို့သူနဲ့သတ်မှတ်ထားအဲ့တော့ထပ်ပြီးပြောရအောင်လက်ရှိမှာဒါအာမက်ဒီယိုဆိုအာမက်ဒီယိုတော့က ရရှိ Manchester United အသင်းတွေကရှာရှာပပလုံးဝတကယ်ကို untouchable player တွေတောင်ဖြစ်တယ်တကယ်ကိုဒါကျွန်တော်ကောင်းတယ်အသင်းကအသင်းလိုက်စွမ်းဆောင်ရည်တွေမဟုတ်ဘူးသူကိုယ်တိုင်ရဲ့စွမ်းဆောင်မှုတွေကတကယ်ကိုကောင်းတဲ့ကစားသမားတွေဖြစ်တယ်လို့ပြောလို့ရတယ်တမပါအဲ့တော့အာမက်ဒီယာလိုကကျွန်တော်အနေနဲ့လုံးဝဒါဘယ်ဘယ် Manchester United အသင်းလုံးဝရောင်းသွားမယ်ကစားသမားမဟုတ်ဘူးလို့မြင်တယ် fullback တွေမာဇရာဝီကလည်းရှိမှ United အသင်း untouchable ကစားသမားရှာရှာပပရဲ့လက်ရှိတွေကတယောက်ဖြစ်တယ်မာဇရာဝီကသူတို့အနေနဲ့ထိဒါပေမဲ့ Drogu Drogu ရော United ကလက်ရှိဘူးဘူးလောလောရှိတာကစားသမားမဟုတ်လို့ပြန်ရောင်းသွားမယ်လို့မထင်ဒါပေမဲ့ Drogu ကိုကျွန်တော်ရဲ့ pass န်မြန်မာဆိုလက်ရှိ United အသင်းစီရောက်လာတာဒါကျွန်တော်တို့ဒါဒီနှစ်ဆောင်းရာသီရောက်ကရောက်မယ်ဆိုမှာတကယ်ကိုလာလာလာချီဆိုမပြနိုင်သေးတဲ့ကစားသမားတယောက်လို့ကျွန်တော်တို့မြင်နေကိုင်းလည်းပိုင်း I think Casemiro has to go. Casemiro အနေနဲ့အခုလက်ရှိမှာလောက်ခလာစားလဲများတယ်။အကဲစော်ဒီကသာခေါ်မယ်ဆိုရင်တော့အပြောင်းရွှေ့စည်းတစ်ခုရနိုင်မယ်ဆိုရင်တော့ Casemiro ကိုလာမယ့်လူရာဒီမှာဒါ Manchester United အသင်းနဲ့စော်ဒီဘက်ကိုရောင်းချတဲ့ကစားသမားတစ်ယောက်လို့မြင်နေ။ဒါကျွန်တော်ရဲ့ဒါပုံကူရဲ့သဘောတော်ကျွန်တော်မြင်ကြည့်တဲ့ချက်ပေါ့။နောက်တော့ Casemiro ရဲ့ Ugarte အမှန်တကယ်ပြောမှဆိုဥကာတေးကိုကျွန်တော်တော်တော်လေးကို confuse ပါဘူးဆိုတော့ United အသင်းနဲ့ဥကာတေးကိုတည်တည်ချာချာပဲ armor မသုံးတတ်တာလားဥကာတေးကပဲလက်ရှိ United ရဲ့3-4-3မှာပဲ balance မှာဖြစ်တာလားအဲ့တော့ဥကာတေးကိုလက်ရှိမှာ United ကဈေးကြီးကြီးပေးပြီးခေါ်ထားခဲ့တယ်ဒါပေမဲ့အခုချိန်ဒီအသင်းမှာတကယ်ကိုနင်လားငါလားဟေးဆိုတဲ့ movement မှာအလုပ်ဖြစ်သေးတဲ့ပုံစံတော့မတွေ့သေးဘူး Bruno Fernandes တကယ်ကို dilemma ပဲတစ်ဖက်က El Hilal နဲ့အခုလက်ရှိမှာပေါင်တန်း100တန်း120ဆိုတဲ့ဈေးတစ်ခုနဲ့ကမ်းလှမ်းထားတယ်ဒီဟာကို United လက်ခံပြီးတော့အသင်းလိုက်ပြောင်းလဲမှုပြန်လုပ်သွားနိုင်မလားအကဲဒီကစားသမားကိုရောင်းမယ်ဆိုရင်တော့မှ United င်းတဲ့ဒီပတ်စံကြီးကိုကင် market ထဲပြန်ဝင်ဒီလောက်ကောင်းတဲ့ကစားသမားနဲ့ပြန်ဝယ်လို့ရပါမလားဆိုတဲ့မေးခွန်းကို United ပြန်ရှာမယ်အဲ့တော့တော်တော်လေးကိုစိတ်ဝင်စားကောင်းတဲ့မေးခွန်းတစ်ခုမြင်အဲ့တော့ဒီ Queen Lamb က United မှာသိပ်ပြီးများ Erisin ကလာမဲ့နေရာဒီမှာတော်တော်တော့သိပ်ပြီးပြောစရာမလို Lindelof လာမဲ့နေရာဒီမှာထွက်မယ်အဲ့တော့ Cancel by ဟယ်ရီမက်ဂွာယာဘရူနိုဖာနန်ဒက်စ်န်ဒီကူပဲလက်ရှိမှာယူနိုက်တက်အသင်းအတွက်အပေတေအခမ်းအနိုင်ဆုံးဆော့နိုင်တဲ့ကစားသမားတွေတယောက်ဒါပေမဲ့ဟယ်ရီမက်ဂွာယာကလက်ရှိမှာလူတွေကဒါမရှိသုံးသုံးနေလို့ဒါလူတွေကောင်းနေတော့ဒါပေမဲ့ဟယ်ရီမက်ဂွာယာတကယ်ကိုအဲ့လိုယူနိုက်တက်စတန်ဒတ်မှာရှိနေရတဲ့မှာလက်ရှိမှာကျွန်တော်အမြင်ကပြောလက်ရှိယူနိုက်တက်ကန်ဆယ်မှုတွေတဲမှာလန်နိုင်းယူရိုတယောက်ကလွင်းရင်စန္ဒာဘက်နေရာမှာလန်နိုင်းယူရိုတယောက်ကလွင်းကျွန်တော်အနေနဲ့ဒီဇင်ဘာမှာတနည်းဆိုကျွန်တော်ဒါတက်စန္ဒာဘက်နေရာမှာတေချာမတွေ့ဘူးသေးဘူးပေါ့ဗျာနော်အဲ့တော့ဒါကျွန်တော်တို့ လနိုင်းယူရိုတယောက်ကလွင် United လက်ရှိခန်းစစ်ကစားသမားတွေအကုန်လုံးပြောင်းလဲပြရမယ်မဂွာယာကတော့လက်ရှိမှာဘေးဘီကတော့သုံးမယ်ဆိုတော့ထားလို့ရတယ် Lindelof ဒါ Delic ကလည်းမကြာခဏနာနေတယ်ဒါတစ်ချိန်တော့ပြန်ပါလာပြီဆိုတော့ကောင်းပါဒါပေမဲ့ Delic နဲ့မကြာခဏနာနေပြဿနာတော်လို့ဆိုတယ် Lindelof Martinez injury တဖြည်းဖြည်းနဲ့ပြုံးလာခဲ့ပြီအဲ့တော့ ပြောချင်တာ United အသင်းနဲ့အခုလက်ရှိမှာတို့ရှင်းပြရမှာကစားပါဗျာဒါပေမဲ့အဓိက United အသင်းနဲ့ရဲရင်လှုပ်တင်တာက Onana ပဲ Andrea Onana နဲ့ကျွန်တော်အနေနဲ့ဒါကျွန်တော်ရှေ့ပိုင်းမှာကျွန်တော်သိပြီးမပြောမယ်အခုလက်ရှိမှာပြောဖို့လိုလာတယ် Manchester United အသင်းနဲ့ဒါထိခိုက်နှိမ့်နေတာမှုဒီမှာအသင်းလိုက်ဆုတ်ပြတ်နေတာတကြောင်ပြင်မဲ့ Andrea Onana ရဲ့အမားတွေကလည်းအင်မတန်မှလွယ်ကူလွန်းတဲ့အမားတွေဖြစ်လုံးဝကြည့်တယ်ဥပမာပြောကြတော့ခက်ခက်ခဲခဲအမားတွေဆိုရှေ့တာလုံးဝတော့မှ10ကောက်တစ်ခေါက်အခေါက်100တစ်ခေါက်ဖြစ်တော့အခုက Onana 10ကောက်တစ်ခေါက်မဟုတ်3ရက်တစ်ခေါက်လောက်မှားနေတာဘာလို့လဲဘောလုံးက3ရက်တစ်ခေါက်ကန်နေရတာဟုတ်အဲ့တော့လက်ရှိမှာ နာနာကို United တင်းနဲ့လာမဲ့နေရာဒီမှာပြင်ဆင်မှုအရေးကြီးတယ်အဲ့တော့အရင်တော့ကဗျာ United ကဒီဂေ David Deje ကမကောင်းမှုဟေ့ဆိုရင်တော့မှ Romero ကောင်းတယ်ဒါပေမဲ့အခုလက်ရှိမှာအရန်ကိုသမအောက်တီဘီယင်နာပွဲထွက်တဲ့ပွဲတိုင်းလဲဂိုးပြတ်ကြီးပဲရှုံးတာအဲ့တော့ပြောချင်တာက United အသင်းနေနဲ့အခုလက်ရှိမှာ Telegram ရဲ့ Fluff Piece က Fluff ဖြစ်တာမှန်ပြီမဲ့တကယ်တမ်း United အသင်းနဲ့ရောင်းမယ်ဆိုရင်တော်တော်များများကိုအသင်းကလက်ရှိမှာရောင်းတင်တဲ့အနေအထားမှာရှိတယ်ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ United ပြည်သက်တွေနေဒီနေရာမှာမြင်မယ်ဆိုရင်ကျွန်တော်အနေနဲ့ပြောချင်တာဘယ်သူကိုရောင်းမလဲဘယ်သူကိုထားမလဲကျွန်တော်မျက်စိနဲ့မြင်နေဆိုအာမက်ဒီယာဆိုကျွန်တော်မြင်တယ် လနိုင်းယူလို့မြင်တယ်ရူဂူအောင်ရထားပါရူဂူဒါမာဇရာဝီမြင်တယ်โอเคအဲ့လောက်ကလွန်ကျွန်တော်နေခုလက်ရှိမှာအိုမေးဘီဘရူနိုဖာနန်ဒက်ကိုကျွန်တော်တို့ဖြစ်နိုင်ရဆက်ထားတယ်ဒါပေမဲ့ဘရူနိုဖာနန်ဒက်ကိုလက်ရှိကန်းလန်းတဲ့စီကအင်မတန်မှမြင်မာလိုအောင်ကြီးတယ်ဒါမားကတ်ထဲမှာပြန်ပြီးသူ့ဈေးနဲ့ဆိုရှိလာဆိုကျွန်တော်မရှိပြအောင်အဲ့တော့တော်တော်လေးကိုစဉ်းစားချက်တဲ့တခုလို့ကျွန်တော်နေမြင်တယ်ဒါလောက်ပဲအဲ့တော့ညီကိုတွေကျွန်တော်မြင်တဲ့လက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းမှာမရောမဲနဲ့ထားမယ်ဆိုရင်ဘယ်ကစားသမားကိုထားကြလဲလောက်ပါပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလို့ဆိုပေါ့ကိုကြည့်လို့ရပါတယ်။မြန်မာပြည်ကလပ်ဖို့မေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုနဲ့ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆောက်ကိုကြည့်လို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလပ်ဖို့မေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုနဲ့ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မဆောက်ကိုကြည့်လို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကျွန်တော်အားပေးလို့ရပါတယ်။ များလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြန်ကလစ်မအမြင်နိုင်ဖြစ်ပါတယ်ဒီပါဗျာ